ရေစကြည်လာအနာဂတ်တိချံအခန်းကြီး36အငယ်1မှ38တပံအချင်းလူသာဣတရီလာတောင်တို့အားပရောဖက်ပြု၍ဆင့်ဆူရမည်မှာအိုဣတရီလာတောင်တို့သာရဖျား၏အမိန့်တော်ကိုနားထောင်ကြလောအရှင်သာရဖျားမိန့်တော်မူသည်ကယန္တုကအေဟိသာရတောင်တို့သည်ငါတို့လက်သို့ရောက်ကြပြီဟုသင်တို့တစ်ဖက်၌ဆိုမိတော်ကြောင့်ပရောဖက်ပြု၍ အရှင်သာရပြား၏အမိန့်တော်ကိုဆင့်ဆူရမည်မှာသင်တို့သည်ကြံ့ကျွင်းသောတကားအမျိုးသားတို့တည်อยู่ရာဖြစ်ရသည့်တိုင်အောင်သင်တို့ကိုတုတ်တင်ပေရှင်း၍ပတ်လည်ကြိုက်စားသောကြောင့်၎င်းသင်တို့သည် လူများပြောဆိုရာကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်းအုံးဣတရီလာတောင်တို့ အရှင်သာရပြား၏အမိန့်တော်ကိုနားထောင်ကြလောအရှင်သာရပြားသည် တောင်ကြီးတောင်ငယ်မြည်ရစီရာကြိုက်ရာ တုတ်တင်သော လွင်ပြင်မှဆ၍ပတ်လည်၌နေသောတပားအမျိုးသားအကြံအကျဉ်တို့သည် လူယူကဲ့ရဲ့၍မြို့သားဆွန့်သွားသော မြို့တို့အားမိန့်တော်မူသည်ကအကယ်စင်စစ်ငါပြည်ကို လူယူစရာဖို့ဖြစ်ထားခြင်းကအလွန်ဝမ်းမြောက်သောစိတ်အညိုထားသောစိတ်ရှိ၍ကိုယ်တိုင်လူယူစရာဖို့စီရင်သောအီတုံအမျိုးသားအပေါင်းတို့နှင့်ကြံကျွင်းသောတပားအမျိုးသားတို့တစ်ဖက်၌ငါသည် ဒေါသမေးထွက်၍ပြောထားပြီသူဖြစ်၍ဣတရီလာပြည်ကိုရိမှတ်၍ပရောဖက်ပြုလျက်တောင်ကြီးတောင်ငယ်မြည်ရစီရာကျန်ရာတို့အားအရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆူရမည်မှာသင်တို့သည်တပါအမျိုးသားတို့ကဲ့ရဲ့ခြင်းကို ခံရသောကြောင့်ငါသည်ဒေါသအမျက်ထွက်၍ပြောပြီ ရှင်ထာဝရဘုရားမိန့်တော်မူသည်ကအကယ်စင်စစ်သင်တို့ပတ်လည်နိုင်နေသောတပားအမျိုးသားတို့သည် ကိုအဆက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟုငါကြိမ်ဆိုပြီး "O Etherila တောင်တို့သင်တို့မူကအပင်ပေါက်၍ငါ၏ Etherila အမျိုးသားတို့အဖို့အသီးကိုတီးရကြလိမ့်မည်သူတို့ပြန်လာခြင်းနည်းပြီးငါသည်သင်တို့ပတ်၌နေ၍ သင်တို့ရှိရာသို့ပြန်လာသဖြင့်သင်တို့အပေါ်မှာလေလုံ၍မျိုးစိကျဲကြလိမ့်မည်သင်တို့အပေါ်မှာလူများဒီးဟုသောဣတရေလအမျိုးသားအပေါင်းတို့ကိုငါပြန့်ပွားစေသဖြင့်သူတို့သည်မျိုးများ၌နေ၍ပျက်စီးသောအရက်များကိုပြုပြင်ကြလိမ့်မည်သင်တို့အပေါ်မှာလူနှင့်တရိษံတို့ကိုငါများပြားစေသဖြင့်သူတို့သည်ပွားများ၍တားမြစ်အစဉ်အဆက်ရှိကြလိမ့်မည် နေရင်အရက်တို့၌ငါနေရာချ၍အရင်ပြုတ်တဲ့သို့ငါကျေးဇူးပြုမိငါသည်သာဝရပြားဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည်သင်တို့အပေါ်မှာလူများဒီဟုသောငါ၏လူဣသရေလအမျိုးသားတို့သည်တွာလာမည်အကြောင်းငါပြုမိသူတို့သည်သင်တို့ကိုသိမ်းယူ၍အမွေခံရသဖြင့်နောက်တစ်ပတ်သင်တို့ကြောင့်တားမဆုံရှုံရကြ အရှင်ထောင်ရပြမိတ်တော်မူသည်ကအချင်းပြည်တင်းတီလူတို့ကိုကိုက်စားတတ်၏ကုအမျိုးသားတို့ကိုလူယူဖြက်စီးတတ်၏ဟု သူတပါးဆိုသောကြောင့်နောက်တပံတင်းတီလူတို့ကိုမကိုက်မစားရကုအမျိုးသားတို့၌လူယူဖြက်စီးခြင်းကိုမပြုရဟု အရှင်ထောင်ရပြမိတ်တော်မူ၏နောက်တပံအတိုင်းတိုင်းအပြည့်ပြည့်ကဲ့ရဲ့အပြစ်တင်သောစကားကိုမကြားရနောက်တပံကုအမျိုးသားတို့၌ လူယူဖြစ်စီခြင်းကိုမပြုရဟုအရှင်သာရဗျာမိန်တော်မူ၏တပံသာရဗျာ၏နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသားဣတရီလအမျိုးသားတို့သည် ကိုပြည်၌နေသောအခါအလိုအလျောက်ချင့်ကြံပြုမှုသောအဖြစ်ထူပြည်ကိုညစ်ညူစေကြ၏သူတို့အချင်းတလိသည်ငါရှိမှဥတုရောက်သောမိမ့်မ၏အညစ်အကြေးကဲ့သို့ဖြစ်၏ ချုပ်ပြီး၌လူအသက်ကိုတတ်သောအပြစ်ယုတူတို့နှင့်ညှဉ်းညူးစေသောအပြစ်ကြောင့်ငါသည်ဒေါသအမျက်ကိုသွန်လောင်းပြီးအတိုင်းတိုင်းအပြည့်ပြည့်တို့ငါကွဲပြားပြန်လွင့်စေပြီး သူတို့ချင်းချင်းပြုတ်မှုသည့်အတိုင်းငါစီရင်ပြီးတို့ရတွင် တကြွတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည်ထာဝရဘုရား၏လူဖြစ်ကြ၏ကိုပြီမှထွက်သွားရကြ၏ဟုသူတစ်ပါးပြောဆိုသည်ဖြင့်ငါ၏နာမမြတ်ကို ရှုံချသောကြောင့်ဤသူတို့လအမျိုးသားရောက်ရာတကြွန်းတနိုင်ငံအရရရတို့၌ရှုံချသောငါ၏နာမမြတ်ကိုငါနှမျော၏သူပြေ၍အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဤသူတို့လအမျိုးသားတို့အားဆင့်ဆူရမည်မှာ ။အိုးဤသူရင်းလာအမျိုးသင်တို့ကိုထောက်၍ဤအမှုကိုငါပြုသည်မဟုတ်။သင်တို့ရောက်သည်မသောအရက်တို့၌လူအမျိုးမျိုးတို့ရှိမှရှုံချသောငါဤနာမမျက်ကိုသာထောက်၍ပြု၏။တပါအမျိုးသားတို့အလေ၌သင်တို့ရှုံချသောငါဤမဟာနာမတော်ကိုငါချီးမြှောက်မည်။ သူတို့မျက်မှောက်၌သင်တို့အားဖြင့်ငါသည်ချီးမြှောက်ရာသို့ရောက်သောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန်တော်မူ၏အကြောင်းမူကားသင်တို့ကိုအတိုင်းတိုင်းအပြည့်ပြည့်တို့ကငါခေါ်ခဲ့၍စုဝေးစေပြီလင်တင်တို့နေရင်ပြည်တို့ပူဆောင်ပြီတင်တို့အပေါ်မှာတန့်ရှင်သောရေကိုဖြန်းသဖြင့်တင်တို့ကိုခတ်သိမ်းသောအညစ်အကြေးမှစ၍ခတ်သိမ်းသောရုပ်တုတို့နှင့်ကင်းစင်စေပြီ စိတ်နှလုံးသစ်ကိုငါပေးမိသဘောသစ်ကိုတွင်ထားမိသင်တို့ကိုခန္ဓာတွေကကြောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးမိငါဝိညာဉ်ကိုလည်းသင်တို့အထဲသို့တွင်ပေးသဖြင့်သင်တို့သည်ငါဤတရားလမ်းသို့လိုက်၍ငါစီရင်ဒုံမူချက်တို့ကိုစောင့်ရှောက်ကြလိမ့်မည်ဘုဘီတို့အားငါပြီးသောပြည်၌သင်တို့သည်နေရ၍ငါဤလူဖြစ်ကြလိမ့်မည်ငါသည်လည်းသင်တို့ဤဘုရားသခင်ဖြစ်မည် သင်တို့ကိုအညစ်အကြေးရှိသမျှလို့နေငါကင်းလို့စေမည်အစာခေါင်းပါခြင်းပေးကိုပေရှားခြင်းငါဆန်စပါးကိုမှားလိုက်၍အများပြစေမည်သင်တို့သည်မွတ်သိမ့်၍တပားမျိုးသားတို့ကဲ့ရဲ့ခြင်းနှင့်လွတ်စေမည်အကြောင်းတစ်ပင်အသီးနှင့်မြေအသီးအနံကိုငါများပြစေမည်ထို့အခါသင်တို့သည် ကိုချင့်ဘူးသောအကျင့်ဆိုနှင့်မကောင်းသော အမှုတို့ကိုအောင်မြင်၍ကိုဒုစရိုက်အဖြစ် ဆက်စုပ်ယုံရှာပွေသောအမှုတို့ကြောင့်ကိုကိုကိုယုံရှာကြလိမ့်မည်။သင်တို့ကိုထောက်၍ဤအမှုကိုငါပြုသည်မဟုတ်ဟုသိမှတ်ကြလော။အိုဤသူတွေကအမျိုးကိုပြုမိသော အမှုကြောင့်ရှက်ကြောက်လျက်မိန်မောတွေဝေလျက်နေကြလောဟုအရှင်သာရဘုရားမိန်တော်မူ၏။အရှင်သာရဘုရားမိန်တော်မူသည်ကသင်တို့ဒုစရိုက်အပြစ်ရှိသမျှတို့ကိုငါရှင်းလင်းသောအခါမြို့ လူနေစေ၍ပျက်စီးသော အရက်တို့သည် ပြုပြင်ခြင်းရှိကြလိမ့်မည်။ရှောက်သွားသောသူအပေါင်းတို့၏မျက်မှောက်၌စွန့်ပစ်ဘူးသောမြေတွင်တပန်လေလုတ်ကြလိမ့်မည်။ထို့အခါသူတစ်ပါးတို့ကအရင်စွန့်ပစ်သောဤမြေသည်အေဒင်ဥယျာဉ်ကဲ့သို့ဖြစ်လေပြီ။ သူတင်ပေရှင်ပြည့်စည်သောမြို့တို့သည်လည်းခိုင်ခန့်၍မြို့သားတို့နှင့်ပြည့်စုံကြပြီဟုပြောကြလိမ့်မည် ထိုအခါပြည့်စည်သောအရတ်တို့ကိုငါသာဝရဖျားပြုပြင်ကြောင်းကို၎င်းစွန့်ပစ်သောမြေတွင် လေလုတ်ကြောင်းကို၎င်းသင်တို့ပတ်လည်နိုင်နေရစ်သောတပါအမျိုးသားတို့သည်သိရကြလိမ့်မည်ငါသာဝရဖျားသည်မိမ့်မွက်သည့်အတိုင်းပြုမည်အရှင်သာဝရဖျားမိန်တော်မူသည်ကဣသရီလအမျိုးအဖို့ ဤအမှုကိုငါပြုရမည်အကြောင်းသူတို့သည်ငါကိုတောင်းပန်ရကြမည်သူများပြားတကဲ့သို့ထိုအမျိုးသားချင်းတို့ကိုများပြားစေမည်ပျက်စီးသောမျိုးတို့သည်တန့်ရှင်သောသူစုဒီဟုသောဓမ္မပွဲခံခြင်းတွင်ယေရုရှလင်သူစုကဲ့သို့သော လူစုတို့နှင့်ပြည့်စုံ၍ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်ဟုမိန့်တော်မူ၏အာမင် God bless you